မုံရမျိုးမှာဖြစ်ပွားခဲ့တဲ့သိန်း9000ကျော်ကြားဖြန့်ဆန်ဆန်လိမ့်လည်မှုဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းကစကိုင်းတိုင်းမုံရမျိုးပေါ်မှာသိန်း9000ကျော်ကြားဖြန့်ဆန်ဆန်လိမ့်လည်မှုဖြစ်ပွားခဲ့ပါတယ်အဆိုပါလိမ့်လေသွားသူတွေဟာမုံရမျိုးပေါ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုအတိအကပြစ်မှတ်ထားပြီးရုံချီနိုင်လောက်တဲ့ပုံစံမျိုးတွေကိုချပြကစီးပွားရေးလုပ်ငန်းတွေရဲ့အတွက်အရင်းနှီးခေါ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ငွေကျပ်သိန်းပေါင်း9000ကျော်လိမ့်လေရယူသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့်မုံရွာမျိုးပေါ်မှာလူ30ကျော်ထပ်မနေငွေသိန်းရာနဲ့ချီဆုံးရှုံးနေတာခေရပြီးတချို့သောသူတွေမှာစီးပွားရေးအခြေအနေရိုင်းနေသွားတဲ့အထိဖြစ်ပေါ်ခဲ့ရတယ်လို့လည်းသိရပါတယ်ဒီလိမ့်လေမှုမှာကိုယ်တိုင်အလိန်ခံခဲ့ရသူတယောက်ကလည်းဖြစ်စဉ်အစအဆုံးကိုအခုလိုပြောပြသွားတာပဲဖြစ်ပါတယ်။ Hello အားလုံးမင်းမင်္ဂလာပါခင်ဗျာ။ပြောရမှာရှက်တော့ရှက်ပါတယ်ခင်ဗျာ။ဒါပေမဲ့လည်းဖြစ်ပြသွားတဲ့ပြဿနာက ဟုတ်တာတွေရောမဟုတ်တာတွေရောအထင်တွေလည်းဖြစ်နေလို့မလို့ကျွန်တော်ကအဲနေနာသူတွေအားလုံးကိုစားအဲကိုပဲကိုပဲပြောကြည့်လိုက်ပါပေါ့နော်အဲအားလည်းကျွန်တော်ကဒါပေမဲ့ကျွန်တော်နဲ့တက်ဆိုင်နဲ့အပိုင်းကိုပဲကျွန်တော်ပြောပြပေးမှာပါခင်ဗျကျွန်တော်တို့အားလုံးအယောက်နှစ်ဖက်နေ30ကြားရှိပါတယ်ခင်ဗျ၃ကြိမ်နေနှစ်ဖက်နေ၃ကြိမ်ကြားတယ်အဲရှိတယ်ပေါ့နော်ဖျင်းချုပ်ကြည့်ရင်တော့3000လောက်ရှိတယ်ခင်ဗျအဲ3000ထဲမှာပါအများဆုံးထဲမှာတော့ထိပ်ပိုင်းထဲမှာတော့ ပါပါပါတယ်ခင်ဗျာပါတယ်ဆိုတော့ကိုထက်များရဲ့သူကနှစ်ယောက်ပဲပါရယ်ပေါ့နော်ပြောမှာ share တယ်ခင်ဗျာအအဓိကဖြစ်စရာကျွန်တော်တို့ကသူ့ကိုလုံးဆုံးဂျုံလို့ရမှုံကျွန်တော်တို့ဒီဒီလဲလုံးလုံးနေသူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ငွေပေးမဲ့သူကိုကျွန်တော်တို့ကအများကြီးလေးလာဆန်းတက်တယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ကသူ့ကိုဂျုံလို့မလို့မှားတဲ့အမှားမျိုးကျွန်တော်တို့ကိုလိန်သွားတာမျိုးမဟုတ်ဖ ೇನೆ ဘဏ်အကောင့်နေ စကားပြောတဲ့ screen shot တွေပြီးတော့အပြင်မှာတွေ့တဲ့တွေ့ခိုင်မှာ သူ့ဖုန်းနဲ့ခိုးရိုက်ထားတဲ့ပုံနေပြီးတော့ကြတော့စကားကိုကလပန်ထိုးပြောထားတဲ့အတိတ်ပဲရတမျိုးသူပြန်ပြောတဲ့အထိပ္ပယ်ကတမျိုးနဲ့ကျွန်တော်တို့မုံရမျိုးမှာကြိုးစားတဲ့လူငယ်တွေ၊ဆိုင်ပိုင်ရှင်တွေ၊အဲ influence နည်းနည်းကောင်းတဲ့သူတွေ၊မိဘ background ကောင်းတဲ့သူတွေ၊အလုပ်လုပ်နေတဲ့သူတွေစီမှာကျွန်တော်တို့နာမည်ကိုဟိုဘက်မှာတုံးဟိုဘက်ကနာမည်ကိုကျွန်တော်တို့စီမှာတုံးပြီးတော့ကျွန်တော်တို့ကိုဘဏ်အကောင့်တွေရော ဘာမှဟိုလိုစိတ်မတင်ကားစရာမရှိအောင်နှစ်လတီတီအကွက်ချပြီးတော့လူများအောင်ဖူထားပြီးတော့ကျွန်တော်တို့ပါရဲဆိုတဲ့အကြောင်းတွေကိုကျန်တဲ့သူတွေလိုက်ပြောလိုက်ပြောလိုက်ပြောမကတ်ပြောရင်းနဲ့သူတယောက်စီမှာပါတာနည်းနည်းဆိုပေမဲ့အားလုံးဖူလိုက်တော့ကြာအများကြီးဖြစ်သွားတာခင်ဗျာပို့ပြီးတော့အဲ့ထက်မှာပို့ပြီးတော့ဝါဖြစ်တာကကျွန်တော်ကျွန်တော်နဲ့တက်ဆိုင်တဲ့အကြောင်းအရောပဲကျွန်တော်ပြောပြမယ်နော်ကျွန်တော်တက်ဆိုင်တဲ့အရာကဘာလဲဆိုတော့ကျွန်တော်ကအဲ ကျွန်တော်ဒီမှာဝင်တဲ့ intro ကကျွန်တော်သူ့ဒီမှာပထမဆုံးငွေပေးလိုက်တာ10လပိုင်း10ရက်နေပေါ့နော်10လပိုင်း10ရက်နေ10သိန်း10ချင်းပေါ့နော်မင်္ဂလာလေးရှိအောင်ဆိုကျွန်တော်ကပေးလိုက်တယ်ကျွန်တော်ကအဲ့လိုကိုပက်ဆန်သူများပေးရတယ်မပါဘူးဒါပေမဲ့သူကဘာလာပြောလဲပေါ့နော်အော်ဒီမှာဒီမှာဆိုလို့ရှိရင်သိန်း300ပါထားတာဒီမှာဆိုလို့ရှိရင်သိန်း400ပါထားတာသူတို့ပါတဲ့ငွေကိုဘယ်လိုလဲပတ်တာလဲဆိုတော့ကိုပဲရေအမိပြောပြမယ်အမိပြောပြမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီပက်ဆန်ကအဲ့လို ဲ့လိုမျိုးကြောင်မလို့မဟုတ်ဘူးဒီမှာညောတက်တဲ့သူတွေကစီလိုလို့မလို့စီတင်ငန်းကြီးကြလို့ရှင်ငွေလိုတဲ့အခါကြလို့ရှင်ငွေမပေါ်လို့ရှင်ယူသုံးတာဟိုဘက်ကနေရောက်လာလို့ရှင်ဟိုဘက်ကငွေအများကြီးထွက်သွားလို့ရှင်အဲ့ကြလို့ရှင်သူကဖောဖောတီတီဖြစ်သွားတဲ့အတွက်အများကြီးပြန်ပေးနိုင်တယ်နံပါတ်1အဲ့လိုမျိုးပေါ့နော်နံပါတ်2ဓာတုတီသူရီတီတိုင်းသူတို့တွေလည်းတကယ်အလုံးလုံးနေတာကျွန်တော်တို့လည်းသိတယ်အဲ့လိုကျွန်တော်တို့လည်းတကယ်အလုံးလုံးနေမှလည်းသိတယ်ဒါပေမဲ့သူတို့အနေထိုင်နေဒီလိုပြောပြရမှာရှက်လို့မလို့အကူညီတောင်းတာအဲ့ဒါလေးပေးပါအောင်ပေါ့နော်ကျွန်တော် တို့ကကာယကံရှင်နဲ့စကားမပြောပြစ်လိုက်တာတိုက်ရိုက်စကားမပြောပြစ်တာကျွန်တော်တို့ရဲ့အကြီးဆုံးအမှားဖြစ်သွားတာခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကြားထဲမှာကြတော့စကားပြောရဲဆိုလို့ရှင်50တရားနဲ့သူတို့ကိုသွားပြောရင်သူတို့သူတို့ကျွန်တော်ကိုလာပြောကိုဖဲကြတော့ကြောက်လို့ကိုဖဲကြတော့အားနာလို့ကိုဖဲကြတော့ရှက်လို့မလို့အဲ့ဒါတိုက်ရိုက်လာမတောင်းရဲလို့အဲသူကအဲကျူးလွန်သူကဂျားထဲကနေ လာပြောပေးတာလာပြောပြီးတော့အဲ့ဒါဟုတ်တယ်ကျွန်တော်လည်းဒီအပေါင်းအသင်းနေမုံကအပေါင်းအသင်းနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မဆက်ဆက်ခြင်းဘူးဘာလို့လဲဆိုတော့ငွေရေးကြေးမရဘူးဆိုလို့ရှိရင်မိပြတ်သွားလို့ရှိရင်ကျွန်တော်ကတသက်လုံးဒီကုမျိုးမှာပဲနေမှာနေမှာဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်မျိုးမှာကျွန်တော်နေရကြုံတာမျိုးကျွန်တော်မဖြစ်ချင်ဘူးဆိုရင်ကျွန်တော်ကအေးအဲ့ဒါကြီးဆိုလို့ရှိရင်လည်းအဲ့ဒါနဲ့ तू ပြတဲ့အကောင့်ကိုဝင်ကြည့်လိုက်တော့ကြတော့ကျွန်တော်စီမှာကျွန်တော်ဆက်တော့ဖိုင်ဖွင့်တော့က तू အများကြီးမှဆက်တော့ဖိုင်ဖွင့်တော့ကလင်မြန်းနေရလို့အပီးဘူးတယ်ပြီးတော့ ကျွန်တော်ဒီထိုင်းရောက်လာတဲ့ရောင်းတဲ့ပစ္စည်းတချို့ကိုလည်းထီကိုလည်းအားပေးဘူးရယ်ပေါ့နော်။ All in ဟုတ်တယ်ပေါ့နော်။သူဆိုလို့ရှင်လည်းအနေထားတစ်ခုရှိတယ်။အဲ့ချိန်မှာကာယကံရှင်ကသူကသူ့ဖေးကျမ်းမာရေးမကောင်းတဲ့အကြောင်းလည်းတင်တယ်။သူ့ဖေးကျမ်းမာရေးမကောင်းအဲဆေးရုံတရားတဲ့အကြောင်းတွေလည်းတင်ထားတာ။အဲ့ဒါကိုအဲ့ ကျူးလွန်သူကအဲ့ဒါကိုစကွန်ရရကိုဆွဲရီသူကတော့သူ့ဖေကဒီလိုလေးဖြစ်နေလို့တနည်းကိုဆေးပြရတာ330ကုန်တယ်330ကုန်တဲ့အတွက်ဆေးပိုးထောင်းနေလို့ကိုကလည်းမိဘချစ်သူမှန်တော့စကားမိဘချစ်သူဖြစ်တဲ့အတွက်အာဟုတ်တယ်မိဘကျမကြီးနဲ့ပတ်သက်လို့ရှိရင်သားသမီးဆိုတော့ဘာပဲလောက်ရလောက်ရပဲဆိုပြီးတော့ဟုတ်တယ်အဲ့ဒါကြီးဆိုလို့ရှိရင်လည်းတရက်ကို330ကုန်တာအဲ့ဒါနဲ့ကျွန်တော်လှမ်းပြီးတော့ချွတ်တော်ဝင်မိကြီးရချွတ်တော်ဝင်မိကြီးရဆိုတော့ကျွန်တော်ဟိုလိုဒီလိုပိုင်လို့ရမဟုတ်ဘူးเนาะကျွန်တော်မိတ်ဆွေတွေတချို့ရှိလို့မလို့ဟုတ်တယ်ကိုဆွဲရီသူ့ဖေဖေဆေးရုံတင်ထားရတယ်တကယ်လည်းဆေးပြနေရတာချွတ်တော် ဝင်ဖေအခန်းမှာအဲသူ့အဖေဟုတ်ပါတယ်ဆိုတော့အော်အေးဟုတ်ပြီကိုယ်ကလည်းအားပေးထားရမိတ်ဆွေပဲအဲဂျားထဲမှာဒီလောက်ငွေနဲ့ဆိုပြီးတော့ပြောပြမရှိဘူးဆိုကျွန်တော်350ဒုတိယတစ်ကြိမ်ပထမတစ်ကြိမ်300ဒုတိယတစ်ကြိမ်350စုပေါင်း350နောက်ထပ်တစ်ကြိမ်ထက်ချပေးလိုက်တယ်ခင်ဗျာ300ထက်ချပေးလိုက်တယ်ပေါ့နော်အဲ300ထက်ချပေးတော့အဲ့ကြောင်အတော်အတွင်းမှာဟိုက အဲဘုရား profit အနေနဲ့ကဟိုကလည်းငွေရေးကြီးကြီးရှိတဲ့သူတွေဂျမ်းဖြစ်လို့မို့လို့ဆိုတော့ profit ကအမြန်ပေးနိုင်တယ် profit ကအမြန်ပေးနိုင်တယ်အဲ no မရဘူးရတယ်အချိန်ယူတိက္ကနာမရှိဘူးကျွန်တော်အကူကြီးလိုက်ရတာကိုကဝမ်းတာလားတကယ်ဖျားဘူးကျွန်တော်အဲ့ဒါအကုမုံအားဆိုကျွန်တော်အကူကြီးလိုက်ရခင်ဗျာအကူကြီးလိုက်တော့ဒါပေမဲ့ဟိုဘက်ကအမသူ့ပြန်ငွေတကယ်မယူဘူးသူ့ကိုလည်းမချိခိုင်းဘူးသူနဲ့ကအရင်တော့အလုံးဆက်ဆက်ရှိတာမို့လို့ ရှိလို့မို့လို့သူကဟုတ်တယ်အဲဒီနေ့တော့ဖေးပြတာတိတ်သုံးပဲကုန်တယ်ညီးတာပြင်မလား Facebook လည်းလုတ်ပေးရတာပဲပြုတ်ပေးရပဲ तू ကပြောတဲ့သဘောကအတလူမျိုးတနေ့ကိုတိတ်သုံးဆယ်ကုန်နေပြပေးရဒီအပိုင်းကို तू ကလည်းအမှန်တကယ်အဲ့လိုမျိုးတမီးစီရရရှိတာအဲ့ဒါကိုသူစီကနေပတ်စံတောင်းတာကို သူဖန်လေးတာကတော့ဒီအမျိုးသမီးကသူ့အဖေဆေးပြနေရလို့ပတ်စံလို့လို့ပတ်စံလာချီးနေတာကိုသွဲရယ်ကူညီပေးပါအောင်ကိုသွဲကိုမပြောရဲလို့ဆိုတော့ဩအဲ့မှလည်းဟုတ်တယ်ပေါ့နော်အေးအေးတဲ့ဒါသူတို့ကိုလေကြားတယ်ပြောပြမလို့ဘူးဟုတ်တယ်ရတယ်သူ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြားထဲမှာဆက်ဆံထားတဲ့ဆက်ဆံရေးကြီးရှေ့ရှောက်ရှိအောင်မယ်ရတယ်ပြေးလိုက်ပြေးလိုက်ဆို350အဲအဲ့မှာတိုတယ်150ပဲပေါ့နော်ခုလနာပြောလို့ပြေးလိုက်ရောပြေးလိုက်ပြီးတော့ကျတော့အမရဲ့အဖေကအဲ ဖြစ်ချင်တော့တကယ်ရှိမကောင်းဘူးကျွန်တော်သူများရဲ့ family case ကိုဒီလိုမျိုးပြောပြရတာကျွန်တော်ဘိုင်နေမပေါင်းတော့ပြောပြရမကောင်း father ဆုံးရောဆုံးသွားတဲ့အချိန်မှာ father ဆုံးနေဆိုတဲ့အကြောင်းကိုကာယကံရှင်တကယ်ကိုဟိုနင့်နာသူကာယကံရှင်ကသိရမလားတင်တာပေါ့နော်ဖိဖိဆုံးသွားတယ်ဘာညာဆိုတော့အကုန်လုံးကလည်းဝိုင်းပြီးတနာနေကြတယ်အကုန်လုံးကလည်းဝိုင်းပြီးတော့ဟုတ်တယ်ပေါ့နော်အေး ဟုတ်တယ်အဲ့ဒီအချိန်မှာတော်ပြီ350ကိုငါထပ်မယူတော့ဘူးသူ့ဆရာနေမယူတော့ဘူးဒီအချိန်မှာနာရီလည်းဖြစ်နေတာသူတို့စိတ်ပူနေမယ်ငွေကျက်နေမယ်အဲအပူများနေမယ်အဲ့တော့ငါပြန်မယူတော့ဘူးဆိုပြီးတော့အဲ့350ကိုမိမိပြောက်ပြောက်နဲ့ထပ်ပြီးတော့ထားလိုက်တာထားလိုက်အမှန်တကယ်ကျွန်တော်ပတ်စံဟိုဘက်ကအမကြီးမှမရှိဘူးเนาะသူ့ဘာပဲကြားရဲကလပ်ဖန်ထိုးပြီးတော့တုံးနေတာရှက်လိုက်တာပြောရမှာရှက်လိုက်တာအဲ့ဒါပြီးတော့ဖခါဆုံးသွားတော့ကြတော့အဲအဲထပ်မယူပြုံကိုစွဲရဲ့နာရီစိတ်ထက်လို့လို့မလို့တဲ့ တိတ်လျာထပ်ပေးလိုက်။အဲအားလုံးမအဲ့မှာတိတ်350ဖြစ်သွားပါဘောနော်။တိတ်350ဖြစ်သွား။ဒါပေမဲ့အဲ့မှာကျွန်တော်သူ့ကိုမာလိုက်တယ်။ဟဲ့ငါပြောပြမယ်။သူ့ကိုတိုက်ရိုက်ပြောလိုက်။အတူအတူလို့ပဲကျွန်တော်မမက်ရရင်စကားပြောလိုက်တော့မယ်နော်။အဲ profit ဆိုတာထက်ဒီသူတို့လုပ်ငန်းလေပတ်မနေသေးလို့ကိုပဲရယ်ဒါကြီးလည်းရှိလို့မလို့ဂျန်တဲ့လုပ်ငန်းတွေလည်းလေပတ်မနေသေးလို့ငွေဖတ်โอเคရတယ်ဒါပေမဲ့ငါ့ကိုသူ့စီကနေပြန်ယူရမယ့်ရက်တူသူ့ကိုရက်တူမချုံနဲ့တော့ငါ့ကိုရက်အရှိပဲပြီးလား သူလည်းယူရတာတက်တာသွားအောင်အဲဆိုပြီးတော့အဲ့လိုထပ်ပေးလိုက်တယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်တိတ်350 AC သူ့ကိုပေးထားလိုက်တာသူ့ကိုပေးထားရဲဆိုတော့ကျွန်တော်ကျန်တဲ့အမဒီကိုပေးထားလိုက်တာပေါ့နော်ဂျာရဲတဆင့်ခံဆိုပြီးတော့အော်လိန်နာကိုလည်းပြောပြအောင်မယ် စာရေးစကရင်ရှော့ရဲ့အဲ့လိုလုပ်ပြီးတော့နော်ကိုရီးယားတော်ရုံဆိုလို့ရှိရင်မယုံတတ်ဘူးအဲ့ဒါအဲ့ဘက်ကခါရဲသူကာယကံရှင်ရဲ့အကောင့်ကိုချပေးပြီးအဲ့အကောင့်နဲ့ကိုဓာတ်ရိုက်လွှဲရတော့ကျွန်တော်တို့ကလည်းအဲ့မှာနေလုံဝရှုံသွားတာအကောင့်ကသူ့အကောင့်ဓာတ်ရိုက်မပေးဘူးဟိုဘက်ကအကောင့်ကိုဓာတ်ရိုက်ပေးတာဆိုတော့ဩဒီဘက်ကအမှဥမမောင်နီဆိုလို့ရှိရင် မောင်နီကပြဿနာလေးဖြစ်နေတယ်တင်းနေတယ်သူ့ဖားက case ဖြစ်တယ်အဲ့ case ဖြစ်တဲ့ဟာကိုသူကလည်းတောက်လျှောက်တင်နေတယ်အဲဒီသူ့ရဲ့နာမည်အရင်နဲ့ကိပေးတဲ့ကိုပဲကိုကလည်းထည့်ပေးလိုက်ရတယ်ဆိုတော့ all hope ပေါ့နော်အမှန်တကယ်ဖြစ်ချင်တော့ဟိုဘက်ကလည်းဟိုဘက်ကလည်းသူ့ပြရရပြရှိတာအဲ့တော့ရပြရှိတော့ကျွန်တော်ကကျွန်တော်လန့်ပြီးတော့သူကဆက်တဲ့ပုံစံမျိုးနဲ့အဲ့မှရင်သူကဂျာမန်ကလပ်ဖန်ထိုးသွားတာအဲ့ဒါကိုကျွန်တော်တို့ကမသိလိုက်ဘူးအဲအဲ့လိုမျိုးဖြစ်ကျန်တဲ့သူတွေစီကနေလည်းအဲ့လိုမျိုးလှဲ့လင်းအာ အဲ့မှာရင်ကျွန်တော်လည်းယုံကြည်ပြီးတော့နောက်ထပ်သူတို့အင်တာနီချင်းတယောက်ကိုပေါ့နော်ကိုချေရတဲ့အအတော်ပါပဲအတော်ပါပဲပြီးတော့ကြတော့ညီမတွေပါပဲအဲ့ဒါကုံစင်းလုံးတက်နေလို့ပေါ့နော်အစားအရာကုံစင်းလုံးတက်နေတဲ့အချိန်မှာသူတို့ဝယ်စုစရာလေးတွေရှိလို့မလို့မိဖို့ကြောင့်သုံးပစ္စည်းဆိုင်အတွက်သုံးမှုပစ္စည်းဆိုရင်တင်းတရာကိုကျွန်တော်တော့ကျွန်တော်ဆိုင်တောင်ကျွန်တော်အိမ်မှာကျွန်တော်ပတ်ဆိုင်ရှိကြောင်းအိမ်ကလည်းမသိဘူးကျွန်တော်ကအကွက်ကိုတာအလုံးလုံးပြီးပတ်ဆိုင်ကြအဲ့မှာတင်းတရာထက်ချီပေးပါအောင်ဆိုပြီးပြောလို့မလို့အာတင်းတရာထက်ပေးလိုက်တာအားလုံးတော့တိုးတဲ့တင်း၄၀နဲ့မှ90 အဲ့တော့ဒီလိုလေကူကူဖြစ်သွားပြီဗျဒီဘက်မှာတငယ်ချင်းတွေလည်းရောက်နေကြကျွန်တော်ကလည်းပျော်နေအဆောအပျော်မပြတ်ချင်တာအေးဟုတ်တယ်ယုံကြည်ရလားဗျယုံကြည်ရတယ်ဖြစ်ချင်တော့ကျွန်တော်ကြားထဲမှာစကားတွေကကြိုက်ကြိုက်ရှင်နေရဖြစ်ပြတ်သွားတဲ့အချိန်မှာတိုက်ရိုက်သွားပြောတဲ့အချိန်မှာသူကလည်းကြောင်တောင်တောင်လေးဒီကလည်းကြောင်တောင်တောင်လေးဟိုကလည်းကြောင်တောင်တောင်လေးဒီကလည်းကြောင်တောင်တောင်လေးဖြစ်နေတာ ကျွန်တော်တို့ကနောက်တစ်မိနစ်ခင်းကြတော့ကျွန်မဟာအမအဲ့ဒါကျွန်တော်ယူရမဟုတ်ဘူးဟာဟာကိုဖွဲအဲ့ဒါသမီးယူရမဟုတ်ဘူးဟာကိုဖွဲဟာအဲ့ဒါအမယူရမဟုတ်ဘူးမောင်လေးဆိုပြီးအဲ့မှာလည်းအဲ့လိုဖြစ်သွားပြီးတော့သူကကျွန်တော်တို့ရဲ့ဈာရဲ့ဟာတွေကိုကလဖန်နေထိုးပြီးတော့အဲ့လိုမျိုးဟိုဘက်ကလူငွေကိုယူဒီဘက်ကလူထည့်တဲ့ချိန်ကြလို့ရှင်ပြန်ပြီးအားနဲ့တည်းမပြီးဘူး ကျွန်တော်ကိုပြလို့ပဲဒီအမသိန်း300ထည့်တာဒီအမသိန်း400ထည့်တာကျန်တဲ့နောက်ထပ်အယောက်20အကုန်လုံးကြာဘာပတ်ပတ်သွားပြလဲဒီမှာအကြည့်ဇွဲမင်းဟန်တောင်မှသိန်း450ထည့်ထားတာမယုံကြည်ဘူးလားဘာညာနဲ့ဇွဲမင်းဟန်ထည့်ထားလို့ဇွဲမင်းဟန်ထည့်ထားလို့ဆိုအခုပါတဲ့သူတွေအကုန်လုံးကလည်းကျွန်တော်ပါထားလို့ဆိုပြီးတော့အဲ့ဒါသူတို့ကလည်းယုံကြည်ပြီးတော့ဩဇွဲမင်းဟန်တောင်ပါတာပဲဇွဲမင်းဟန်တောင်ပါတာပဲစိတ်ချလို့နေမှာပေါ့သူ့ကိုလည်းယုံကြည်ရတယ်သူကလည်းအလုံးလုံးနေလေအခုလိန်သွားတဲ့သူကလူတီလည်းများတယ်ဆိုရှယ်လည်းကြတယ်ပြီးတော့ကြတော့အဲ့လိုနေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်တယ်ဆိုတော့အဲ့ချိန်မှာ အော်ဗမေနောက်ပါတာပဲသူနေထိုင်လေးနဲ့လည်းအလုတ်လုံနေတာပဲအဲ့ဒီအဲ့ဒီလိန်သွားတဲ့သူကပေါ့နော်အဲ့နဲ့အကုန်လုံးကယုံကြည်ပြီးတော့ဟေးအကုန်လုံးဝိုင်းပါတာကျွန်တော်ပါတယ်ဆိုပြီးတော့အဲ့မှာနေတိုင်းမှာ၎င်းအနေနဲ့ကျွန်တော်လည်းအမြင်မဆောက်ဘာမှလည်းအမြင်မဆောက်ပဲနဲ့အေးဖမေဟန်တောင်ပါနေတာသူတို့တောင်ပါနေကျွန်တော်တို့ကြာပြောတော့ကိုယ်ဖဲကျွန်တော် ကျွန်မတို့ကလုပ်ငန်းကိုအဲ့လိုမလုပ်ဘူး3000လောက်ပဲငွေချပေးတဲ့သူ3500လောက်ပဲအေးငါပြောပြမယ်နော်ငါဘာမှမသိဖြစ်ချင်ဘူးနော်ဘသူ့မှာလည်းဘာမှမပြောနဲ့ငါပေးတယ်လို့လည်းမသိစေနဲ့ငါအဖွင့်လေးဆုံးပြောရင်ကျွန်တော်ကကြောက်တယ်ဒါကဒီပါသွားတဲ့ပပနာဆိုတော့ကျွန်တော်ကျွန်တော်ဖူထားတာတသက်လုံးချက်ကောက်ကောက်ပြီးတော့ဖူထားခဗျာတည့်ရော်လားအဲဆေးမကောင်းဖြစ်မှာဆိုလို့အဲ့ဒါဘာအတွက်တုံးတော့မယ်ဆိုတာကျွန်တော်ပြောတော့အဲကျွန်တော်အဲ့ဒါလေးဘောနော်နေဆက်မှာအဲဆိုင်ဖွင့်မယ်နေဆက်မှာအိမ်လေးအိမ်လေး ယူမယ်ပေါ့နော်ကားလေးဝယ်မယ်ဆိုင်လေးဖွင့်မယ်အဲထပ်ဖြည့်ပြီးတော့ကျွန်တော်အဲ့ဘက်မှာအလုပ်လေးလုပ်မယ်နေဆက်မှာလည်းလုပ်မယ်ကျွန်တော်မြန်မာနိုင်ငံလေးပြန်မယ်ခြံလေးထဲမှာအိမ်လေးလည်းစောင့်မယ်ပေါ့နော်အဲအိမ်ကိုစောင့်မယ်ဆိုပြီးဖြူထားတဲ့ပတ်စံလေးတွေအိမ်ကိုစောင့်မယ်ဆိုပြီးဖြူထားတဲ့ပတ်စံလေးတွေအဲ့ဒါပါသွားတာဩငါပန်နဲ့လည်းထည့်ထားလဲဒီတိုင်းပါပဲတကယ်ကျွန်တော်ကျွန်တော်ငွေနဲ့လေပတ်နေတဲ့လုပ်ငန်းရှင်တွေရှိတယ်ကျွန်တော်မေးကြည့်အဲ တချို့တကယ်ခင်ရတဲ့သူဆိုလို့ရှင်လဲ recommend ပေးပေးအဲကျွန်တော်ကျွန်တော်မိတ်ဆွေတွေဆိုလို့ရှင်ကျွန်တော်နှစ်ခါပြောပြမလို့ကျွန်တော်ငွေဆိုလို့ရှင်၃၅သိန်းကနေသိန်းရာချီတိကျွန်တော်အဆင်ပြေရင်ကျွန်တော်မညီဘူးကျွန်တော်အဲ့လောက်ပမာဏဘာလို့လို့ဆိုတော့ကျွန်တော်ကဘဏ်အကောင့်နေလည်းမရှိဘူးကျွန်တော်ကရှာတာသာရှာကျွန်တော်လှုပ်လေးတော့လှုပ်တတ်တယ်ကျွန်တော်ဂျန်နဲ့ဂျန်နဲ့ဟာတော့တိတ်မကြွဘူးကျွန်တော်အလုပ်လှုပ်တတ်တယ်ဆိုတော့အဆင်ပြေရတဲ့ပတ်စံလေးရှိတော့ ဖူမီဆောင်းမိထားတာလေးနည်းနည်းသတိလွတ်သွားတဲ့အချိန်ပါသွားပေါ့ခင်ဗျအဓိကတော့အဲ့ဒါပါပဲကျွန်တဲ့တူလေးကျွန်တော်နီးတူကိုတိုင်မဲ့ခံရတာဟိုလွတ်ခံရလို့ဒီလွတ်ခံရလို့ဒါအချင်းချုပ်လေးကျွန်တော်အပိုင်းလေးကိုပဲပြောပြရပါခင်ဗျ